ရန်ကုန်မြို့သစ်စီမံကိန်းကိုကြေးရွာဒေသခံတချို့ကလက်မှတ်ရေးထိုးကန့်ကွက်ပြီးတော့သမရစီကိုစာရေးပို့ဖို့ပြင်ဆင်နေပါတယ်။ဥမျက်သူအောင်သတင်းပေးဖို့ထားပါတယ်ခင်ဗျာ။ကြည်မဲ့စိတ်ကြီးခနောင်တို့တွန်တွေးမြို့နယ်တွေကမြေက3000ကျော်မှာအကောင့်ထဲပေါ်မဲ့မြမစေတနာမြို့တစ်စီမံကိန်းကိုကန့်ကွက်ဖို့အတွက်တွန်တွေးမြို့နယ်ဒေသခံတချို့ကပြင်ဆင်နေကြတာပါစီမံကိန်းအတွင်းမှာရှိတဲ့ကျွေးရပေါင်း90ကျော်ကနေကန့်ကွက်ခြင်းနဲ့သူတွေရဲ့လက်မှတ်တွေကိုလိုက်ကောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အားကိုးရတယ်တစ်မျိုးလုံးကအားကိုးရတယ်ဒီဖြစ်ပြအားကိုးရတယ် အခုဆိုအဲ့လိုမျိုးလုပ်တဲ့ခါလေးကမှလေယာဉ်မရှိတော့မရှိတဲ့ခါကျတော့ကျွန်တော်ဆုံးသဘာဝပြဿနာပေါ်လာတယ်ကျွန်တော်မျိုးပါပေါ်တဲ့ခါပေါ်လို့လည်းတနင်္ဂနွေလုံးမပေါ်သွားနိုင်ဘူးကျွန်တော်အဲ့ဒါမျိုးကိုကြက်နောက်လေသမားကြီးရဲ့အချိန်ကြီးပြတ်သွားတယ်လေသမားကလေပဲစိုက်တတ်တယ်နောက်ကကျွန်တော်တို့အခုနေတော့ငွေနဲ့ပေါက်ပြီးတော့တတိယတစ်ဖက်ကနေတစ်ဖက်လှမ်းနေကျွန်တော်တော့ဒီတစ်ဖက်လှမ်းတဲ့အဲ့ဒီငွေနဲ့ပေါက်ပြီးတော့လေသမားကြီးစီးဦးနေထင်တာပေါ့နော်အဲ့ဒီစီးဦးနေတဲ့လေသမားကြီးကခဏတစ်ပြုတ်တော့ဝမ်းတာနေတယ်နောက်ပိုင်းသူတို့ကမှလုတ်တယ်မှာပေါ့ဒါကြောင့်လို့ကျွန်တော်ဒါကိုကျင်းရပါဘူး စီမံကိန်းအကောင်အထည်မဖော်ခင်လယ်မြေတွေကိုကြိုပြီးပွဲစားတွေစီမံရောင်းချနေတာတွေကြောင့်လက်ရှိမှာလယ်အကူလုံသမားအများစုဟာအလုတ်လက်မဲ့အခြေအနေနဲ့ရင်ဆိုင်လာရပွဲရှိပါတယ်။အခုဒီနှစ်ပိုင်းလေးတောင်မှတိုင်ပါရပဲ။နေရသူကြီးတွေကိုဆက်ရုံနေကြတာဆိုဒီအလုတ်ပဲရှိ။ကိုညံသမားတွေကိုဆိုင်ရဲ့လက်လုံတစားသမားလေးတွေကကိုအလှခူးခိုက်တာပေါ့။တနည်းနဲ့1000 1500အဲ့လောက်ပဲကြာကြတယ်။ ပြန်နေပြီတော့မှလုံးဝထိထိကြောက်အောင်ရှိကြအဲ့လေလေလေးနေကူကူလေးလောက်ကြတာပေါ့အခုကတော့လေအားကုန်လုံးရောင်းပြည့်တယ်ဆိုတော့နေကူတူကလောက်ရှာမရှိတော့ဘူးပေါ့တွန်တွေးမြို့နယ်ကားလမ်းမကြီးဘေးကမြေအေကတွေဟာတအေကကိုတိန်း1000ကျော်ဈေးပေါင်နေပြီးကျေးရွာထဲမှာတော့ပေ20 60တကွက်ကိုတိန်း900ကျော်ထိဈေးတွေမြင့်တက်လာနေပါတယ်ဒီရက်ပိုင်းမှာတအေမတွေရွာထဲမှာမရောက်ပါသေးဘူးအစောကြီးတော့ဝယ်ထားတဲ့ဟာတွေပေါ့နော်80 80နဲ့ဝယ်တဲ့ဟာတွေကအခုအဲ100လောက်တက်ခေါ်ပြီး150လောက်ခေါ်ရောင်းတာတရားမှမထွက်သေးဘူး လက်ရှိမထွက်သေးဘူးတလုံးမှဒီပါလေရုတ်တရက်ပေါ်လာတဲ့ရန်ကုန်မြို့သစ်စီမံကိန်းပေါ်ပွင့်လင်းမြင်သာမှုရှိဖို့မီဒီယာတွေကနေဝေဖန်တန်တွေထွက်ပေါ်နေတယ်လို့ဒေသခံတွေဘက်ကလည်းဒီစီမံကိန်းနဲ့ပတ်သက်ပြီးအသေးစိတ်ကိုသိစိတ်ပြင်ပြနေကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ရန်ကုန်မြို့သစ်စီမံကိန်းကိုမကြာခင်မှာပဲပွင့်လင်းမြင်သာစွာနဲ့တင်ဒါခေါ်ယူသွားမယ်လို့ဩဂုတ်လ28ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ကျွန်တော်မြတ်သူပါပါ